ိုင်းနိုင်ငံရဲ့ကြဆင်းနေတဲ့စီးပွားရေးကိုမြင့်တင်ဖို့ရည်ရွယ်ပြီးထိုင်းဆိုယာကဘန်းငွေ45ဘီလီယံနီးပါးသုံးပြီးခွန်လာကွန်ပလက်ဆိုတဲ့နိုင်ငံသားတွေဝယ်ယူတဲ့ပစ္စည်းတွေကိုအစိုးရကတဝက်ငွေပေးချေမဲ့အစီအစဉ်ကိုစတင်လိုက်တယ်လို့သိရပါဗျ။အစိုးရကနေတဝက်စိုက်ထုတ်ပေးမဲ့ဈေးဝယ်ယူမှုအစီအစဉ်ကိုပြီးခဲ့တဲ့အောက်တိုဘာ29ရက်နေ့ကစတင်ခဲ့ပြီးဒီဇင်ဘာ3ရက်နေ့ထိအကျုံးဝင်မှဖြစ်ပြီးအဲ့ဒီအစီအစဉ်မှာထိုင်းနိုင်ငံသားတန်း20ပါဝင်မှဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်အနုတင်ကခုလိုစိုးရတဝက်ငွေကြေးဆိုင်ရှင်းပေးတဲ့အစီအစဉ်မှာပြည်သူတွေရဲ့နေထိုင်မှုကုန်ကျစရိတ်ကိုလျှော့ချပေးဖို့ငွေကြေးသုံးစွဲမှုကိုအားပေးဖို့နဲ့လူများစွာကိုတရားဝင်စီးပွားရေးလုပ်ကိုင်နိုင်မှုရည်ရွယ်တယ်လို့ပြောဆိုခဲ့ပါတယ်။ထိုင်းစိုးရကအခွန်ထမ်းဆောင်ထားတဲ့နိုင်ငံသားတဦးကိုဘတ်2400နဲ့အခွန်မထမ်းထားသူတွေကိုတော့ဘတ်2000အထိစိုက်ထုတ်ပေးမှာဖြစ်ပါတယ်။နိုင်ငံသားတဦးကိုတစ်နေ့ကိုဘတ်200အထိအများဆုံးသုံးစွဲနိုင်ပြီး ကျန်တဝက်ကိုအစိုးရကဆိုင်ရှင်ပေးမှာပါ။စည်ရင်ပေးသွင်းထားပြီးတတ်မှတ်ကာလအတွင်းအသုံးမပြုပါကအစိုးရကရှင်းပေးမဲ့တဝက်အစီအစဉ်မှာအလိုအလျောက်ပယ်ပြတ်သွားမယ်လို့လည်းသိရပါရယ်။အခုအစီအစဉ်မှာဒေတာရင်းကုန်တွေတွေစားတောက်ဆိုင်တွေအနှိမ့်ဆိုင်တွေအလှပပြုပြင်ဆိုင်တွေလိုစီးပွားရေးလုပ်ငန်းတွေအနေနဲ့တိုင်းဆိုရနဲ့ချိတ်ဆက်ပြီးစည်ရင်သွင်းပါဝင်နိုင်ပြီး၎င်းတို့ဆိုင်တွေကလာရောက်ဝယ်ယူစားသုံးတဲ့နိုင်ငံသားတွေရဲ့ကြံငွေတွေကို အစိုးရကတဝက်တီတီဆိုင်ရှင်းပေးသွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ခွန်လာခွန် plus တဝက်ဝယ်အစိုးရကတဝက်ဆိုင်စီစဉ်ကိုပြည်သူများပြားကကြိုဆိုခဲ့ပြီးနိုင်ငံရဲ့ GDP ဟာ3.3%ကနေတရာဂိုင်းနှုန်းထိတက်လာဖို့ခန့်မှန်းထားတယ်လို့လဲဗန်နိုင်းဝင်ကြီး Agniti ကပြောကြားခဲ့ပါတယ်။